်မင်္ဂလာပါခင်ဗျာဆာရည်သူဆရာမကြီးမဝင်းမြင့်ရေးသားသောကမုံအင်းလို့အမည်ရတဲ့ဝတ္ထုကို အပိုင်းခွနည်းအနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရယ်ခင်ဗျာကမုံအင်းအပိုင်းခွနည်းလောက်သမားကမျက်မပေါက်နိုင်ပဲပေါက်တူးကြီးထောက်ခါတထင်းကောင်းပေးလိုက်၏ဘလို့လူချောင်းနာလဲမောင်ကြီးဘာဖြစ်လို့လဲဦးတိုးမောင်ကအာအာတင့်စွာမေးလိုက်သည် အစကတည်းကထူးထူးခြားခြားဈေးချိုလှပါကလားဟုတတိထားမိသောမခင်စောက စိတ်ဝင်စားစွာနားဆွင့်လိုက်ပထမဆုံးအင်ရှင်ကဒီအင်ကြီးဆောက်ပြီးမကြခင် သူ့ကိုယ်သူအင်ပေါ်တက်မှာတက်တည်သွားတယ်ဘာကြောင့်မှန်းတော့မသိဘူးဗျကျန်တဲ့လူတွေကဒီအင်ကိုရောင်းပြီးတခြားပြောင်းသွားကြတယ်နောင်ဝယ်တဲ့တားဖနှစ်ယောက်လဲဂျပန်တွေကအင်္ဂလိပ်တချို့ဆိုပြီးဒီအင်ထဲမှာပဲတက်သွားကြတယ်နောက်ဂျပန်စုံတော့ရုံလောက်ထားပြီးမတင်ကြတဲ့သူမှန်သမျှဒီထဲခေါ်ရိုက်နှက်တက်ဖြတ်နေကြတာပေါ့လေ ဂျပန်ပြေးပြီးတဲ့နောက်လည်းဒီအင်ကြီးတဲ့တခိုးဝင်ပုံဓမြဝင်ပုံနဲ့အဲ့ဒါဒီအင်ကြီးကိုလူတွေကစိတ်မတန့်ကြဘူးကြက်တည်းမရှိဘူးတုတ်တန်ကြီးလိုပြစ်နေတယ်ခိုက်တယ်လို့ယူဆပြီးချောင်ကြတယ်ဦးကြီးရဲ့အခုကျွန်တော်တို့ရှင်းနေတဲ့အိမ်မာနေမဲ့စစ်ဖို့ကတော့ကတော့ပထမဝယ်မလို့ပဲနောက်ဒီအိမ်အကြောင်းတရင်ကြတာနဲ့မဝယ်တော့ပဲအခုအိမ်ကလေးဝယ်လိုက်တာအလौဒမားကစိတ်ချလက်ချပြောပြီးဇဒွေးဖြစ်ခနဲ့ထွေးကဆက်လိုက်တော်ကိုမင်းကြီးလိုက် ။ဘောင်ရင်ကဒီအရင်ကြောင်းတိနေတာဒီအနီးနားပါပဲနေတယ်ထင်တယ်။ဦးတိုးမောင်က မေးလိုက်သည်။အလौသမားဒီစေဘောလိတ်ကိုအားရပါရဖွာလိုက်ပြီးမှ စကားဆက်လိုက်၏။ဟုတ်တယ်ဦးကြီးကျွန်တော်ကကန်တော်ကြီးဟိုဘက်ဆောင်မှာစစ်မဖြစ်ခင်ကတည်းကရှမ်းလုံစားနေသားအလौဆိုလဲအစင်တင့်ရင်ဝင်လုံနဲ့နေခဲ့တာ။အခုရှင်းနေတဲ့အိမ်နဲ့လွန်ခဲ့တဲ့6လလောက်ကမှအင်ရှင်မင်းမတည်သွားတာသူ့ယောက်ျားလက်ထဲကအခုစစ်ဘုတ်ကတော်ကဝယ်လိုက်တာပေါ့ ဒီရင်ရှင်မိမတည်ဆုံးပုံကတော့ခွေးတွေွက်တွေပဲဆိုရတော့မှာပေါ့တနာစီရလဲကောင်းဒေါသဖြစ်စီရလဲကောင်းပေါ့ဗျာဒေသန်အဆက်မပြတ်ပြောနေတော့အလौဒမားစကားမှာနားထောင်ကောင်းကောင်းရှိတယ်နင်မခင်စောကအငေးသားနားထောင်နေသည်အင်းမောင်ရဲ့စကားတွေက မှတ်သားလောက်စရာတွေပဲကွစူသမ်းမအောင်မောင်ရင်ဘလို့ဖြစ်လို့လဲအိမ်နီးနာချင်းဖြစ်ဖြစ်ဥတိုးမောင်က စိတ်ပါလက်ပါမေးလိုက်အင်းရှင်မိမကမိမလျှော့ပဲစကားပြောရင် သူ့နာမည်သူထည့်ပြောတတ်တယ်တဲ့ကျွန်တော်အမေကတော့ဟင်းဒီဟင်းရွက်လာရောက်ရင်ခင်းနေတာကိုနာမည်ကမခင်ဆင့်နေဗျဦးတိုးမောင်နဲ့မခင်စောတို့တယောက်မျက်နှာတယောက်လှက်ကြည့်လိုက်မိသည်ဟုတ်ကဲ့ပြောပါအောင်ရှင်အဲ့ဒီဒေါခင်ဆင့်ဘလို့ဖြစ်တယ်လဲတရှိန်လုံးညင်နေတော့မခင်စောသည်စိတ်ဝင်စားစွာမေးလိုက်မိမကဒီရက်ကမဟုတ်ဘူးဗျအရင်လင်ကြီးကတထေးလိုတော့ပြောတာပဲအခုကောင်ကလင်ငယ်ပေါ့ဗျာဒါနဲ့ထွက်ပြေးလာကြတာ အကောင်ကရုတ်တော့ချောတာပဲဒါပေမဲ့ကြာရုပ်ပြဘာလို့မှမလုပ်ဘူးမိမပါလာသမျှထိုင်စားနေဖြုံးနေတာပေါ့ဒီမိမကိုအလေးတုပ်လာတဲ့အချိန်ကပစ္စည်းတော်တော်များများပါမဲထင်ပြီးတုပ်လာတာဆိုပဲနောက်တော့ထင်တယ်လို့ပစ္စည်းကမပါဘူးလေပစ္စည်းလဲကုန်မိမကိုလည်းနှိပ်ဆက်ပြီးပြစ်ထားတယ်ကျွန်တော်အမေကဈေးရောင်းရင်ခင်မနေတော့တနာပြီးတွားပြုစုတာကဒီအကြောင်းကိုသိလာခဲ့ရတာပေါ့တေကန်ကြီးမှဒီမိမက သူ့အရင်လင်ကြီးနဲ့တမိနာမယ်ကိုပြောသွားသေးတယ်။ဘာလဲဆိုတော့ဗျာစောတော့ပါပါရဲ့။အမေကတော့မှတ်မိပါလိမ့်မယ်။မခင်စောဒီစိတ်ကိုမနှဲချုပ်သေးကမျက်ရည်ကို ထိမ့်ပြီးအနည်းရှိတစ်ပင်တစ်ပင်ကိုလှမ်းမိလိုက်သည်။ဦးတိုးမောင်သည်တူမာလေးမျက်နှာကိုမကြည့်ရတဲ့ဖြင့်ဒေါခင်စင့်နေထိုင်သွားရာအင်တာဖက်စီသို့ငေးကြည့်နေသည်။တစုံတရာလှမ်းမေးမြန်းခြင်းမပြုတော့ဘဲနှုတ်ဆက်စွာနေတော့ ။ဦးတိုးမောင်တို့တို့အေးအားအလုသမားကအံ့ဩသလိုကြည့်လိုက်ပြီ။သူ့ပေါက်တို့ကိုပြန်ကင်ကမျက်ရှင်းနေလိုက်။မကင်စောသည်တဖက်အိမ်ကို မျက်ရည်ဝေသောမျက်လုံးဖြင့်တစ်ချက်များမော့ကြည့်လိုက်ပြီ။ပြန်ကြသူဘဘကြီးဟုဟိုင်းမိုင်းသောအတန်ဖြင့်ပြောကာလေးလံသောရှည်လန်းဖြင့်ဖက်ခွာလာခဲ့၏။ဦးတိုးမောင်သည်တွားလိုက်အောင်မဲ့မောင်းရင်ရေဟုအလုသမားအားတရေတယူနှုတ်ဆက်လိုက်ပြီ။တူမာလေးနောက်မှစိတ်မကောင်းစွာပါလာခဲ့လေသည်။ အယူသီးမိကိုအယုံကြည်မရှိသောငါခင်စောနှင့်ဦးတော်မောင်တို့ထိုအိမ်ကြီးကိုဝယ်ကအိမ်လာကတတ်တာလျင်မနေဟုသဘောထား၍အယောင်းဝယ်ကိစ္စပြီးလျင်ပြီးချင်းပြောင်းရွှေ့လာကြလေ၏နေရင်မတက်ကပင် အိမ်တကားများကိုပြင်လိုက်သည်ပါကြီးနှင့်ဦးပန်းယုံတို့ကဈေးရောင်းခြင်းအလုပ်ကိုရဆိုင်ကရှံကိုချင်းကြရှံတီဟိုးပြင်ကြသည်မခင်စောကအိမ်ကိုတန်ရှင်းအောင်ပြုပြင်သည်ဦးတော်မောင်ကအိမ်ပြင်ရန်လိုအပ်သောပစ္စည်းများစုဆောင်းဝယ်ယူခြင်း တတမားငှားကကြည့်ရှုစီမံရသည်မကင်စောတို့တွေအလောက်ရှုပ်ပင်ပန်းနေသည့်အချိန်ဖြစ်၍တဖက်ကြည့်စစ်ဖို့ကတော့အိမ်မရေဒီယိုတန်ပလင်းတန်ရေမောပျော်ရွှင်တန်ရေကားတန်များကို၎င်းဘဒူဘဝဘာလူမျိုးတွေဖြစ်သည်ဆိုသည်ကို၎င်းဂယုမပြုတ်နိုင်ပါ၏အိမ်ကြီးကိုလည်းပြုတ်ပြင်ပေးပြီးရှံဝင်းအတွင်စားကောင်းတောက်ဖွဲအတုံးကြသည့်အပင်မလွှဲ၍အားလုံးကိုခုတ်ထွင်ရှင်းလင်းပြီးပေပြီး တို့နေရာနဲ့သူအကွက်အကြမြောင်းခေါ်၍တန်းပင်ဟင်းသည်ဟင်းရွက်ပင်များကိုအစိအရှာစိုက်ပျိုးပြီးပြီအိမ်နောက်ဝေးဘက်ကြီးရေပင်မှလည်းဦးတိုးမှကိုပါကြီးနှင့်ဦးပန်းယုံတို့အားဆိုင်ဆဲယူကပြုပြင်ထားသည်ဖြင့်တန်ရှင်းကြည်လင်သောခြေကိုလုံလောက်အောင်ရသည်ဖြင့်ရေအတွက်မပူရတော့ပေဒါနာတော်ကလေးတွင်မှငွေလဲအတော်ရော်သွားပြီဖြစ်၍ဦးတိုးမောင်နှင့်မခင်စောတို့ရှေးရေးအတွက်တွေးကြလေသည်တမီးပညာဆက်ပြီးတင်မဲ့ဆိုလဲတင်မော့ အခုဘဘကြီးတို့အတွက်စစ်ပြေးပင်စင်လာကြတွေအင်္ဂလိပ်အစိုးရကထုတ်ပေးအောင်မယ်လို့သတင်းကြားတယ်။ရှေ့ပြီးသားငွေနဲ့ဘဘကြီးရမယ့်ငွေနဲ့ခြံထဲကထွက်မဲ့အသေးနံလေးတွေရောင်းပြီးရွှေကြွေတာစားသုံးရင်တမီးပညာစီကောင်းကောင်းလောက်ပါတယ်။လက်ဝက်လက်စားတွေဖျက်ဖို့မလိုပါဘူးတမီးရဲ့။ဦးတိုးမောင်ကတူမလေးစိတ်ချမ်းသာအောင် အားပေးလိုက်သည်။ဒီလိုလည်းမဖြစ်သေးပါဘူးဘဘကြီး။လူလေးယောက်ရဲ့လေးနှစ်စားစရိတ်ခါပေါ့တာမဟုတ်ဘူး။ အဲ့ဒီတော့ကျမအလုတ်လုတ်ချင်သေးတယ်ဘဘကြီးရဲ့အလုတ်လုံရင် အလုတ်စားကြက်ပြီးဖြည့်ယူမယ်စိတ်ကူးတယ်ဒါပေမဲ့လူမျိုးကြားတွေကြီးစိုးအုပ်ချုပ်နေတဲ့ဌာနတွေမှာတော့မလုတ်ချင်ဘူးအဲ့ဒီမှာအလုတ်ဝင်လုတ်နေတဲ့ဗမာအမျိုးသမီးတွေတော်တော်များများဟာလဲဂျက်ကားလေဒီတွေဖြစ်ပြီးနာမည်ပြက်နေတာဘဘကြီးလည်းအသိပဲခတ်ပါတယ်လေမခင်စောကအာရော့တော့အတန်ဖြင့်ပြောလိုက်ပြီးမှစိတ်ကူးတစ်မျိုးရဟန်ဖြင့်ဘဘကြီး အချုပ်ဆက်တလုံးချဝယ်မယ်။ဒီမှာဆိုင်ကန်းတဏီယာယူပြီးကျမမိမ့်မဝဲ့အပေါ်အင်းကြီးဘော်လီခလေးကောင်ဝင်နေရှုပ်မယ်။လူကြိုက်များလာရင်ဆက်ထက်ဝယ်မယ်။လူငါငါကျမတင်ပေးမှာပေါ့။လုပ်ငန်းကိုရှင်းနိုင်တယ်ဘဘကြီးဟုအားတက်တယ်ရောပြောလိုက်။ဟာဒီလိုဆိုနေရာကျတယ်တမီ။ဒီအိမ်ဝယ်ဖို့တည်င်းပေးတဲ့ဘဘကြီးမိတ်ဆွေရဲ့တူက ကုံပရိသာဆိုင်ဖွင့်ထားတာတော်တော်ကြီးပွားနေတယ်ဆိုပဲ။အထယ်အလိုက်တွေကိုနိုင်ငံခြားက ဓာတ်ရိုက်မှာပြီးရောင်းတာနဲ့တမီးချုပ်လို့ဖို့အထဲလိုချင်ဘဘကြီးတွားဝင်မယ်လေဦးတိုးမောင်ကအားပေးလိုက်ဘဘကြီးလူကြီးတံပေမဲ့မိမအတုံးဆောင်အထဲလိုက်တွေတွားဝင်ဖို့မတင့်တော်ပါဘူးဆိုင်နေရတာဘဘကြီးမေးပြီးကျမကိုပြောပါကျမတွားဝင်မယ်ဒီအလောက်ကလည်းတကယ်ဖိဖိစီစီလှုပ်လို့အကျိုးပေးလိုက်ရင်ကြီးပွားနိုင်တာပဲဘဘကြီးရဲ့ရှန်ထဲကစိုက်ပျိုးကင်းကိုသာကိုပါကြီးနဲ့ဥပန်းယုံကိုဘဘကြီးစီမံပေးပါ ခြံထဲကထွက်တာအင်စီကာမိအောင် လုပ်မယ်ပပကြီးရဲ့ကျမပညာရေးကအစင်တင်းတဲ့အခါစာကြက်ကြိုးစားရင်ဖြစ်နိုင်ပါလေအမြော်အမြင်ကြီး၍ကြံရည်ဖန်ရည်နှင့်ပြည့်စုံသောသူမလေးအားဦးတိုးမောင်သည်စစ်စစ်ကြီးကနှစ်သိမ့်ကျင်းတတ်စွာဖြင့်ခေါင်းကိုယ်သာအတွင်နှိမ့်နေသည်ထိုအခါကိုပါကြီးရောက်လာသည်ဟဲ့မိန်းကလေးဟိုဘက်အိမ်ကစစ်ဘိုလ်ကတော်ကိုမြင်ဘူးတလားဘသူဆိုတာရောသိလား ကိုပါကြီးကမက်ကင်စောနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးမေးလိုက်သည်။မသိဘူးကိုပါကြီး။သူတို့အိမ်ဘက်ကျမမကြည့်မိဘူး။မက်ကင်စောကဖြေလိုက်။မိခင်အတွက်စိတ်မကောင်းတဲ့ဖြင့်မိခင်နေထိုင်သွားဖို့ရအိမ်ဟုတီးပြီးချိန်မှစ၍အမှန်တကယ်ပင် ထိုအိမ်ဘက်သို့မက်ကင်စောမကြည့်တော့ရှိ။ဟိုတို့တွေပြင်းမညီနောင်မှနေတော့ကဓမြတွေတက်သွားတဲ့အိမ်မှာမာနာခဲလေးလေ။အော်မက်ကင်စောကထုံမြတာပြောလိုက်။ သူတို့နေထိုင်မှုတည်တံ့ရေးကို တွေးနေရသဖြင့်အိမ်နီးချင်းစစ်ဖို့ကတော်မှာခင်မင်းအောင်ဖြစ်နေသည်ကိုပင်စိတ်မဝင်စားမိရှိကိုပါကြီးကစကားဆက်လိုက်ဒါပေမဲ့သူယောက်ျားစစ်ဖို့ဆိုတာဟိုငနယ်လေးမဟုတ်ဘူးဟာဘာလို့မျိုးမန်းမသိဘူးအရက်မြင့်မြင့်ကြီးဥပါယာသူများကိစ္စတွေလိုက်ပြောမနေစမ်းပါနဲ့သူတို့ဘာသာဘသူနဲ့ပဲဖြစ်ဖြစ်မင်းအလုံးမဟုတ်ပါဘူးဦးတိုးမောင်ကပြောရင်ထထသွားလေသည်မကင်စောကထိုင်မြဲထိုင်လျက် ကိုပါကြီးတကားကိုချိန်ဝင်သားစွာနားထောင်ရန်ကမဟုတ်အရှုပ်ဆက်တလုံးရှားဝဲရေးနှင့် အရှုပ်ဆန်တီရေးကိုတွေးနေခြင်းဖြစ်သည် မခင်သောငိန်သက်စွာထန်ကြံရစ်သည်ကိုသူစကားစိတ်ဝင်စားနေသည်ဟုယူဆသော ကိုပါကြီးကဆက်ပြောလိုက်သည်ကောင်မလေးကြည်ရတာတော်တော်ပျက်စီးပြီးသားနဲ့တူတယ်ဟာသူတို့အိမ်မှာဝင်ထွက်နေတဲ့စစ်ဗိုလ်တွေငါတွေ့ရတာဗမာတရားအောင်မှမပါဘူးတလင်တမေယာတီတီတက်တက်စစ်ဗိုလ်ကတော့လည်းဟုတ်မှမထင်ပါဘူးဟာသူ့အမေအဖွားကြီးနဲ့ ပူလုံးကိုလည်းမတွေ့ဘူးဟာနင်တနေ့တတိထားကြည့်ပါလားမခင်စောကသူ့အတွင်းနဲ့သူငေးနေရမှာမကြည့်နိုင်ပါဘူးကိုပါကြည့်ရင်သူတို့ကြည့်နေတော့ထမင်းစားရမှာမဟုတ်ဘူးကိုဘဝကိုနေထိုင်ရေးစူးစမ်းရတာတွေရှိသေးတယ်ဟုလူကြီးစကားပြောကထိုင်ရမှထလာရင် ကိုပါကြီးကတော့ဆက်စုတယ်နော်တကယ်လို့များသူတို့နဲ့တီကျွမ်းစကားပြောမိရင် ကျမကိုပြင်းမညီနောင်ကဖွာစောဘဝကိုမပြောနဲ့သူတို့ကိုသူတို့ပြန်ချက်နေကြပါအောင်မယ်ဟုတ် မက်ကင်ဆိုတတိပိစကားပြောဆိုက ကိုပါကြီးနဲ့တကားဖြတ်ပြီးထွက်လာခဲ့လေသည်ကျော်နိုင်ကုံပရိသာဆိုင်ဦးတိုးမောင်လမ်းညွန်ခဲ့သည့်အတိုင်းမက်ကင်ဆိုသည်ချွေရောင်စလုံးကြီးများဖြင့်ခံညာသော ဆိုင်ပုတ်ကိုမော်ကြည့်ကဆိုင်တွင်းသို့ဝင်လာခဲ့လေသည်နာမည်နှင့်လိုက်အောင်ပင်ဆိုင်တွင်းမှပစ္စည်းစုံလင်လာ၏မက်ကင်ဆိုသည် အထယ်လိပ်များကြီးတတိတသန့်ထားရဘတ်တို့သာလျှောက်သွားသည်အထယ်လိပ်အမျိုးမျိုးအစအစနှင့် နိုင်ငံသားမှလာသောဇာဖြင့်များမှာမခင်စောစိတ်ကူးထားသောအင်းကြီးများရှုပ်ရန်တင့်လျော်သော အထယ်စာများပင်ဖြစ်ပေသည်မခင်စောသည် သူသောဘောကြရာဝိဆာများကိုဈေးနှုန်းမေးမြန်း၍လိုချင်သမျှဖြတ်ခိုင်းခဲ့ရာဆွစ်ဇာလန်ပြည်ထွက်ဇာဖြင့်အထယ်လေကြီးအလှဲ့သို့ရောက်လာသည်ထိုဖြင့်ကိုကအယောင်စည်ရည်သည်ဈေးနှုန်းမကန့်တတ်ရသေးကြောင်းဆိုင်ရှင်ကိုတွားမင်းမိဖြစ်ကြောင်းပြောကာဆိုင်အတွင်းဘက်သို့ဝင်သွားလေသည် မခင်စောသည် သူသဘောကျလာသောဇာဖြင့်ကိုကင်ကြည့်ရင်ဆောင်းတိုင်းနေရာမှာဘလောက်များများလိုချင်ပါသလဲခမညာဟုမုံရင်စွာမေးလိုက်သောအတန်ကြောင့်မော့ကြည့်လိုက်ပြင်းမညီနောင်ရွာမှာဖွားစောဘဝနှင့်နေခဲ့စဉ်ကသူ့အားအေးတယူခင်မင်ခဲ့သောကိုကျော်နိုင်ကို တွေ့ရသည်ကိုကျော်နိုင်ကွန်ကရီတာဆိုင်ဟူသောဆိုင်းဘုတ်ကိုဖတ်ခဲ့စဉ်ကကိုကျော်နိုင်ကိုတတိမရခဲ့ရှိယခုကိုကျော်နိုင်ကိုတိုင်ကိုတွေ့ရသောအခါမခင်စောအံ့အားတင်သွားမိသည် သို့တော်မခင်စောသည်မျက်နှာအမူအရာကိုနှင်းမြန်စွာပြင်ကားတခါမှမတွေ့မမြင်ဘူးသူကိုဆက်ဆံသောလေတံမျိုးဖြင့်မှင်တေတေပြန်ကြားလိုက်၏တော်တော်များများကလေးလိုချင်လို့ပါပဲဈေးနှုန်းကိုအရင်သိရသည်ချင်းကိုကျော်နိုင်သည်ဇဝေဇဝါဖြစ်သောမျက်လုံးဖြင့်မခင်စောအားစူးစူးဆိုင်ဆိုင်ကြည်လိုက်၏ပြင်းမညီနောင်ရွာကမောက်တဲ့ဖွာစောနှင့်ရုပ်ရည်ချင်းကတူပါ၏သို့တော်ယခုမြင်နေရသောအတွင်တရံကနတ်ပြရောင်ဈေးမယ်လုံးကြီး အပြာရည်ဝင်ယုံမြတာရှိသောအမရပူရာရဲ့မန္တလေးပိုအင်းကြီးတရက်စွာဖီဖီရင်ရင်ကြီးကြီးထုံထားသော နောက်တွဲသတုံတင်းပြန့်မွေးကြိုင်သောဝါဖန့်ဖန့်တနခါရည်ကျဲကိုရှစ်ဆက်ပွဲလိန်ထားသည့်ဖြင့်ဖြူဝင်းစုပြေသော အသားကြီးမီးရောက်တပြက်ပြက်ထွက်နေသည့် စိန်တလုံးနကစိန်များချေရန်ထားသောလက်စုပ်စိန်ကျိုးတက် ရွှေလက်ပတ်နာရည်ဖြင့်ခန်းချောမောစွာနီညိုရောင်ပိုးလွယ်အိတ်ကိုလွှဲထားသောမက်ခင်စောအား ဖွင့်ဟမေးမြန်းရန်မဟုတ်မရဲဖြစ်နေသောကိုကျော်နိုင်၏အမူအရာကို မခင်စော ကောင်းစွာအကဲခတ်မိသည်ကိုကျော်နိုင်သည် စက္ကန့်အနည်းငယ်မျှမခင်စောအားစိုက်ကြည့်နေပြီအထယ်တွေတော်တော်များများဝယ်ထားတယ်လို့ကျွန်တော်အယောင်စီကပြောပါတယ်အိမ်သုံးအတွက်လားတဆင့်ရောင်းစားဖို့လားခမညာဟုတာယာစွာမေးလိုက်ဘာဖြစ်လို့မေးတာလဲရှင်မခင်စောကအိမ်တွေမပြတ်ပြန်မေးလိုက်ဩတဆင့်ရောင်းစားဖို့ဆိုရင် တခြားအထယ်ယူရောင်းသူတွေကိုပေးတဲ့ဈေးအတိုင်းကျွန်တော်ဖောက်တဲ့အပြည့်ပေးမယ်လို့မေးတာပါကိုကျော်နိုင်ဒီအယောင်းဝဲတကားပြောနေတော့လေမခင်စောအားမျိုးလုံးကမခွာပင်အကဲခန့်စူးစမ်းသွားကြည့်နေသည်ကိုမခင်စောကကောင်းစွာသိလိုက်သည်ဟုတ်ကဲ့ကျမလည်းတစင်ရောင်းစားဖို့ဆိုတော့ဟုတ်တဲ့ဈေးအတိုင်းပေးမယ်ဆိုရင်ကျေးဇူးတင်လှပါတယ်ရှင်။ဒါပေမဲ့ကျမတဆင့်ပြန်ရောင်းစားမှာကအထယ်အတိုင်းမဟုတ်ပါဘူး။အမျိုးသမီးဝိအပေါ်အင်းကြီး ဘော်လီခလေးကောင်လေးတွေပြန်ရှုပ်ပြီးရောင်းရမှာပါ။မခင်စောကရှင်းလင်းပြောပြလိုက်။အိုးဒီလိုဆိုဟန်ကြတာပေါ့ဗျာ။ကျွန်တော်တို့ဆိုင်မှာတခြားပစ္စည်းအစုံလင်ရှိပေမဲ့ရှုပ်ပြီးသားအထည်ကမရှိသေးဘူးခမ။အဲ့ဒီတော့ရှုပ်ပြီးသားအထည်ကိုနမူနာအဖြစ်နဲ့ကျွန်တော်တို့ဆိုင်ကိုပေးသွင်းကြည့်ပါလား။လူကြိုင်များလို့ဟန်ကြလာရင်လည်းကျွန်တော်တို့နဲ့ပဲဆက်သွယ်စီလိုပါတယ်။မခင်စောစိတ်ထဲမှာများစွာဝမ်းသာသွားလေသည်။ရှုပ်ပြီးသားအထယ်ကို ယူမည်သူအားတပင်တပန်ဆက်ဟတ်ချဖွေရမလို့တော့ပဲဟုတ်ကဲ့အမျိုးသမီးတွေစိတ်တိုင်းကြဖြစ်အောင်ကျွန်မစူးစမ်းပြီးရှုပ်ပါမယ်ဘယ်တော့လောက်ပြစီလက်ခံနိုင်မလဲရှင်မြန်လေကောင်းနေပေါ့ခမညာနှစ်ပတ်လောက်အတွင်းမှာပြီးသေးရကျွန်တော်တို့ယူထားပြီးဆိုင်မှာတင်ကြည့်ပေးရစီနမူနာ၃မျိုးအတွက်15ထည်လောက်မရနိုင်ဘူးလားဟုတ်ကဲ့ကျွန်မစူးစမ်းကြည့်ပါမယ်ရှင် မခင်စောကပြောပြီးဇာပြင်ကြီးကိုဇေနုံမင်းမြန်ကသူ့လိုသမျ အဖြတ်ခိုင်းလိုက်ပြီးကြားသိငွေများကိုပေးချေကအထယ်ထုပ်ကိုလက်ဖြင့်ပွေပိုက်လိုက်ပြီးကျေးဇူးတင်ပါတယ်ရှင်ရှင်းရမြင်အောင်ကျွန်မချုပ်ပြီးလာဖို့ပါမယ်တွန်းလိုက်ပါဦးမယ်နော်ဟုနှုတ်ဆက်လိုက်ဤ"โอ้တပင်တပန်းလာမပုတ်ပါနဲ့ကျွန်တော်တို့လိုလှုပ်ပြီးအယူခိုင်းလိုက်ပါမယ်နာမည်နဲ့လိပ်စာလေးသာကျေးဇူးပြုခဲ့ပါ"ကိုကျော်နိုင်ကပြောရင်းအိတ်ထဲမှဖောင်နေကိုထုတ်တာအယောင်စည်းထံမှစာရွက်တရက်ကိုလှန်တောင်းပြီးမက်ခင်စောပြောသည့်အတိုင်း လိပ်စာကိုတေစာသွားရေးမှတ်ယူထားလိုက်။ဆိုင်ရင်တင်းမှထွက်ခွာသွားသောမခင်စောအားကိုကျော်နိုင်တင်မျက်စိတဆုံကြည့်လိုက်ပြီးလိပ်စာကလေးကိုပြန်ဖတ်ခါ။မခင်စော မဖွာစောဖြစ်နိုင်ပါမလား။မေးလိုက်ရင်စိတ်များဆိုးသွားမလား။ဟုစိတ်ထဲမှတွေးနေစဉ်အယောင်စရေးကတယ်လီဖုန်းလာကြောင်းပြောသည်ဖြင့်မခင်စောကြီးလိပ်စာဆာရော်ကလေးကိုတေချာစွာခောက်ခါချက်အင်းကြီးအိတ်ထဲထည့်လိုက်ပြီးသူ့အလုပ်ခန်းတွင်တို့ဝင်သွားလေသည် မိဘကြောင့်သောပစ္စည်းဝယ်နေကြဖြစ်သောကိုပါကြီးမအားသောကြောင့်ဥပန်းယုံသည်စီဝဲရန်သုံးဘိတ်တာဝင်ဘုံကလေးကိုဆွဲပြီးအိမ်မှထွက်လာသည် ဥပန်းယုံသည်ဤဝင်းနှင့်ဤတိုက်ခံအိမ်ဝယ်လာ၍ပိုင်ရှင်အမည်ဦးတိုးမောင်နှင့်တမီးမက်ခင်စောဟုစာချုပ်မှထည့်သည်ဟုသိရသည့်အချိန်မှစ၍ဦးတိုးမောင်နှင့်မက်ခင်စောအားအနှဲငယ်မြမကျေနပ်ရှိကြာသန်ဟင်းကားနှင့်ရှောက်တီးတုပ်အထံကြီးကိုခါကုန်းအောင်ထမ်းပြီး ရောင်းချကြွေးကြရသည် တို့တို့ပေါင်ပတ်လက်ရည်တပြင်းနဲ့အလုလုခဲ့ရသည် တနေ့တနေ့လည်းရင်ဈေးရောင်းရအမျက်ငွေသည်အောက်ထစ်30ကျော်ရပင်မည်တနေ့နေပါအမျက်ထွက်လာသောငွေများကို တပြားမှမကန်ရဦးတိုးမောင်နှင့်မခင်ဆွဲတို့ကသာအပိုင်စည်းကြလေသည်ဤဝင်းနှင့်ဤချံကြီးကိုဝယ်ရမှာသူ့ကြာတန်ဟင်းကားရောင်း၍မျက်တိငွေများပါလျက်နှင့် အိမ်ပိုင်ဆိုင်သူအမည်စရင်းတွင် သူ့နာမည်မပါလေခြင်းဟု ဥပန်းယုံက စိတ်နာစွာတွေးတောစဉ်းစားလာသည်သူသည်တဝမ်းတစ်ခါအတွေ့လုံလစိုက်ထုတ်လောက်ကင်ဆားရမည်ကိုညင်းငွေလာ၏ဥတိုးမောင်းကဲ့သို့အင်ရှင်ကြီးအဖြစ်ဖြင့်ငင်းငင်းကလေးထိုင်စားနေလိုသည်သူသည်ဥတိုးမောင်းအားမကျေနပ်တော်လဲမခင်စောလာမမုန်းချေမခင်စောရှယ်လေ၍တအိမ်လုံးမခင်စောသဘောဖြစ်ခါမခင်စောဩဇာနာခံနေရသည်ဟုမခင်စောကိုပို၍အကြိတ်အခဲကြီးနေသည် စင်သာတွေ့တော်လာရင်ဥပန်းယုံသည်ကုံဆုံဆိုင်သို့ရောက်လာ၏နေ့လယ်၁၂နာရီရှိပြီဖြစ်၍အယောင်းဝဲပါသောအချိန်ဖြစ်သည်ဖြင့်ဆိုင်မှလူရှင်းနေသည်ဆိုင်ရှင်အမျိုးသမီးသည်ဧည့်သည်ဖြစ်ဟန်တူသောအရှားအမျိုးသမီးတစ်ယောက်နှင့် စကားလက်ဆောင်ကြနေရမှာဥပန်းယုံကဝင်လာပြီးစီဝဲသည်ဖြင့်စီကိုချိန်တွေ့နေရမှာထိုအမျိုးသမီးနှင့်စကားဆက်ပြောနေသည်ကိုဥပန်းယုံကအမှတ်မထင်နားဆိုင်လိုက်မိ၏ ဒီဆရာနှစ်ယောက်ကတော်တော်များစွမ်းနေသလားမသိဘူးလူတွေကတော့တော်တော်ယုံကြည်နေကြတယ်ဟုတ်တယ်ရှင်အထူးသဖြင့်ဥစ္စာဆောင်တိုက်တွေနဲ့ပတ်သက်ရင်နိုင်တယ်လို့ပြောကြတာပဲဒါပေမဲ့တိုက်တိုင်းကိုလည်းမလိုက်နိုင်ဘူးတဲ့သူတို့ခြာနေတာကကျင်းနီပရပိုက်တဆုနဲ့ကြဒါကြဒါချင်းလုံးလို့ပြောကြတာပဲဘာလို့ဖို့တဲ့လဲအိုးဒီဆရာနှစ်ယောက်ကသူတော်ကောင်းတွေဆိုတော့ချွေငွေပစ္စည်းကိုမယူဘူးလေကျင်းနီပရပိုက်နဲ့ ပြတဲ့ချင်းလုံးရရင်ထွက်ရက်ပေါက်လန်းသွားကြတော့မှာကိုတိုက်တဲ့ရှိတဲ့ချွေမွေကိုတော့ထိုက်တဲ့လူစားဖို့တိုက်ဖွင့်ခဲ့မယ်လို့မိန်ကြားတဲ့။စီအယောင်းဝယ်ကိစ္စပြီးသွားတော့လည်းဥပန်းယုံသည်။ဆိုင်ထဲမှာမထွက်နိုင်သေးပဲအမျိုးသမီးနှစ်ဦးပြောနေကြတော့စကားကိုစိတ်ဝင်စားစွာနားထောင်နေရမှသူမျက်စီထဲတွင် ပြင်းမညင်အောင်ရွာမှဖျားကုန်းကို မျက်စီထဲမှာမြင်အောင်လာသည်။ဒီဆရာတွေကဘယ်မှာရှိကြတယ်လဲခမညာ။ဥပန်းယုံကမေးလိုက်၏။ အမျိုးသမီးနှစ်ယောက်ကဆရာရှိရာကိုညွှန်ပြလိုက်သည်တွင်ဥပန်းရုပ်သည်အိမ်ပြန်ရန်တတိမရနိုင်တော့ပဲစီပုံးလေးကိုဆွဲကာဆရာရှိရာသို့တုတ်ရှည်တင်လာခဲ့လေသည်ဖျားစေတီတဆူဤတစောင်းတစ်ခုအတွင်ဝယ်အလုံးကြီးကြီးဖြင့်ရှေလျားသောစိတ်ပတိကြီးများကိုကြီးဖြင့်အတိတ်ကဝင်တော်ပစည်းစိတ်နေသောဆရာနှစ်ပါးအားជីညိုခွေရာအတွင်ဖြင့်တွေ့ရသောဥပန်းရုပ်သည် အတိုင်းမသိជីညိုစွာယုံကြည်စွာဖြင့် စီပုံးကလေးကိုချပြီးဆရာများရှိတွင်ယူသေးစွာထိုင်လိုက်သည်တယောက်သောဆရာကအသက်40နီးပါအသားညိုညိုခံညာသောဥပဒေရုပ်ရှိသည်တယောက်သောဆရာကအသက်30ဝန်းကျင်အရွယ်မှာရှိ၍နှင်းလို့ဖွဲရာဖြူစင်ချောမောသောရုပ်ရည်ရှိသည်ဥပန်းယုံ၏မျက်စိပဒါရဝဲနှစ်ယောက်သောဆရာတို့၏အင်္ဂါယုတ်ကပင် ကြည်ညိုကိုးစားပွဲဖြစ်နေ၏ဥပန်းယုံထိုင်မိ၍9မိနစ်မြကြာလျင်ပင် ဆရာနှစ်ယောက်သည်စိတ်နေသောပတိများကိုလဲတွင်ဆွတ်လိုက်ပြီးဥပန်းယုံအားအကဲခတ်တယ်လို့စစ်စစ်ကြည့်လိုက်ဆရာကြီးတို့တရင်ကိုကြားလိုက်တာနဲ့ဂျုံကြီးကိုးစားပြီးကျွန်တော်ရောက်လာတာပါတားအရွယ်ညီအရွယ်ပင်ဖြစ်လင့်ကစားဥပန်းယုံကယိုသေးစွာပြောလိုက်မိသည်အရက်ဒေတာကမိသူမိဝါမိသည်ကိစ္စဆိုတာလဲပြောအောင်ပါဗောအတက်ကြီးသောဆရာကအတန်ဩစွာပြည့်စုံစွာဖြင့်မေးလိုက်ဟုတ်ကဲ့ပြောပါမယ်ဆရာကြီး ျွန်တော်နာမည်ကပန်းယုံနဲ့နေရင်းဇာတိကတော့တောကပါပဲအခုတော့ရန်ကုန်မှာနေပါတယ်ကိစ္စကတော့ကျွန်တော်ဇာတိရွာဖြစ်တဲ့တိုင်နန်းတစ်ခုရှိနေလို့ဒီတိုက်ကိုတူးရင်အကျိုးဖြစ်ထုံးပါလားလို့ဆရာကြီးတို့ထံအားကိုးလာခဲ့တာပါပဲအခုရန်ကုန်မှာဘာတွေလောက်ကန်စားနေသလဲအသက်ကြီးသောဆရာကသာမေးသည် အသက်ငယ်သောဆရာကတခေါမှစကားမပြောချေအလောက်ကမမေရရရလို့မရှိလာပါဘူး ကျွန်တော်ကတကူတဲ့တမပေါ့ကံတော်ကြီးနားမှာအတော်အသေးပတ်စံချမ်းသာတဲ့လူတယောက်နဲ့သူ့သမီးပြို့တယောက်အဲသူတို့သားအဖနဲ့ဆွေမျိုးရင်းချလို့အတူနေကြတာပါပဲအလောက်ကိုင်မရှိတဲ့ဥပန်းရုံကိုကြိုးမွေးထားတယ်ဆိုတော့သူတို့ကတော်တော်ချမ်းသာနေလို့လားဆရာကြီးကအမှတ်မတင်သဘောမျိုးဖြင့်မေးလိုက်ပစ္စည်းတော့တော်တော်ရှိတယ်လို့ထင်ရတယ်ဒါပေမဲ့သူတို့ကအနေထိုင်အင်မတန်တူတိတ်တာကလေးမလေးကရုပ်ရှောပါရဲ့ စီကံလည်းကြီးပါရဲ့တအိမ်လုံးသူ့ဩဇာကြီးပဲဥပန်းယုံကမကျေနပ်တန်ဖြင့်ပြောလာ၏ရုပ်ချောသောဆရာကယခုထက်တိုင်စကားတခွန်းမှမပြောသေးပေဥပန်းယုံနေရင်းစာတိကဖဲရွာတယ်အဓိကရတိုင်းဆိုတာကနာမည်ကပါတဲ့ရွာနာမည်ကလည်းပြင်းမညီနောင်ပဲတိုက်နာမည်ကလည်းပြင်းမညီနောင်ပဲတိုက်ဆောင်ကလူပြိုညီအကိုနှစ်ယောက်လို့ပြောကြတယ်ဆရာကြီးဆရာနှစ်ယောက်ကတယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးမှ အတက်ကြီးသောဆရာကတင်းငိန်လေးနဲ့သောအတန်ဖြင့်ပြောလိုက်။အင်းဆန္ဒကုန်ပါကျွလို့ရှိရင်တန်းတော့ရေကန်အထင်ကြာအထင်ဆိုတာလို့လမ်းပြမဲ့ပုံကိုအစင်အထင်ရောက်လာတော့တာဗော။ကြားရမဟုတ်လားဆန္ဒကုန်ပါထိုအခါစကားတခုမှ မဟာခဲ့သည့်ရုပ်ရည်ချောမောသောဆရာငယ်ကဝမ်းနေတန်ဖြင့်စကားပြန်လိုက်။ကြားပါတယ်ဆရာကြီးတိုင်တန်းမှာကြံ့ရင့်ခဲ့တဲ့ နောင်တော်ကိုအကျဉ်းနာပွားမိပေမဲ့ဂရတရှင်လုံးကိုရမှဆရာကြီးနဲ့ဟိမဝန္တာကိုကြွနိုင်မယ်။ကျွန်တော်လည်းတိုင်နန်းကချွေငွေတွေယူနိုင်ပြီးလူဘဝမှာတက်တန်းချင်ချင်နေနိုင်ကြမှာကြောင့်ဟောဒီလမ်းညွန်နိုင်မဲ့ဦးကြီးနဲ့တိုင်မင်မီဆရာကြီးပဲစီရင်ပါတော့။ဥပန်းယုံသည်ဆရာနှယောက်ဤစကားကြောင့်အံ့အားတင့်နေလေ၏။ဥပန်းယုံသဘောပေါက်ရလား။ဆရာကြီးကမေးလိုက်၏။မရှင်းသေးပါဘူးဆရာကြီး။အမိန့်ရှိပါခမညာ အလွန်မှယုံကြည်ကိုးစားသောစိတ်ဖြင့်ဥပန်းယုံကပြန်ပြောလိုက်။အင်းဟုတ်ပေလိမ့်မယ်။ကဲတည်တည်ချာချာနားထောင်ဥပန်းယုံ။ခொနကခမည်းပြောခဲ့တဲ့ပြင်းမညီနောင်တိုင်နန်းဆိုတာကျုပ်တို့ချာနေတဲ့တိုက်ပဲ။ညီနောင်နှစ်ပါးကအကြီးကတူရကုံပါ။အငယ်ကဆန္နကုံပါတဲ့။ညီငယ်ဆန္နကုံပါကသူ့ပဲဥပန်းယုံ။ဆရာကြီးစကားကြောင့်ဥပန်းယုံကရုပ်ရည်ချောမောသောဆန္ဒကုံမှာဆိုသူကကြည့်ရင် ဒါလောက်လှပရှုံးမွေတာအဥ္စာဆောင်ဘဝကဝင်စားတာကိုဟုစိတ်တွဲမှတွေးရင် အတိုင်းမသိယုံကြည်သွားလေသည်ဆရာကြီးကစကားဆက်လိုက်ပြန်၏စန္နကုံမာကအခုလူဘဝရောက်နေတာဥပန်းရောအမြင်ပဲသူ့နောင်တော်ကမကြာခဏပြန်လာခေါ်နေတယ်လေဒါပေမဲ့တိုင်နန်းကိုသူကမပြန်ကျင်တော့ဘူးလူဘဝမှာပဲပြောနေတယ်ဒီတော့နိုင်နေနဲ့ဆရာနဲ့ဒီတိုက်ကိုဖွင့်ရတဲ့ရှင်လုံးကိုယူနိုင်ရင်နောင်တော်သူရကုံမာလည်းဘာမှမတတ်နိုင်ဘူး ဆန္ဒကောင်မကဆရာကောင်းရှာနေတာကံအားလျော်စွာကြုံနဲ့တွေ့နေရတာပေါ့တိုက်ကိုဖွင့်ပြီးကျုပ်ကပြတဲ့ရှင်လုံးယူဖိမဝင်တာကိုတွားဆန္ဒကောင်မကရှိတဲ့မြယေဒနာတွေအကုန်ယူပြီးလူဘဝမှာချမ်းသာစွာအသက်ရှည်စွာနေမယ်ဒါကြောင့်ပြင်းမညင်အောင်တိုင်တန်းကိုလမ်းပြနိုင်မဲ့သူကျုပ်တို့ရှာနေခဲ့တာအခုတော့အစင်းနဲ့ဖြစ်သွားတော့တာပေါ့ဆရာကြီးတကယ်နိုင်နေမဲ့လို့ယုံကြည်ပါတယ်လမ်းပြဖို့ကကျွန်တော်တာဝန်ထားပါဟုတ် ဥပန်းယုံကအတတ်စွာပြောလိုက်။အိုးဒီတိုက်လောက်တော့ကျုပ်ဆေးအင်းနဲ့တခါပေါက်လိုက်ုံနဲ့အသားကလေးပွင့်တာပေါ့။ဆရာကြီးကဝင်ကြွားသာပြောလိုက်သည်။ဂျုံပါတယ်ဆရာကြီး။လမ်းပြရတဲ့ကျွန်တော်အတွက်ကဘလို့အကျိုးခံစားနိုင်ပါလဲ။ဥပန်းယုံကမေးလိုက်။အင်းဒါမေးတဲ့မေးထိုက်တဲ့စကားပဲပဲ။တို့တော့ဟိမဝန္တာကိုထွက်မဲ့ဆဲဆဲပုပ်ကိုလိုကျုပ်လိုပုပ်ကိုမျိုးကတော့ချွေငွေပစ္စည်းကိုမလဲမမှန်မောဘူး ိတ်လည်းမဝင်စားဘူးအခုကိစ္စကဆန္ဒကုံမာကိုအကြောင်းပြုဆောင်ရွက်ရမှာကြောင့်အောင်မြင်တဲ့အခါမှာဆန္ဒကုံမာသဘောတိုင် စီစဉ်ပါလိမ့်မယ်ဆရာကြီးကထုံမြတာပြောပြီးစကားဖြတ်ခါစိတ်ပတိကိုကင်လိုက်သည်ဥပန်းရုံသည်ဆန္ဒကုံမာ၏မျက်နှာကို မျှော်လင့်စွာကြည့်လိုက်ဆန္ဒကုံမာက သူ၏ချောမောသောမျက်နှာကိုစက်တီရှိစွာပြုံးပြီးအေးမြညင်သာသောအတံဖြင့်ကတိပေးလိုက်သည်။ဥစ္စာသောဘဝကကျွတ်လို့ဖို့ ကျွန်တော်စိတ်သက်ပြင်းပြနေတာရှိပါတယ်ဦးကြီးကိစ္စအောင်မြင်တဲ့အခါကဲတင်သူဆရာကြီးကိုပြတဲ့ချင်းလုံးပေးပြီးကျေးဇူးဆက်ပါမယ်ကိုကြီးသူဦးကြီးကိုတိုင်နန်းမှာရှိတဲ့ရွှေမွေးရတနာလဲဆယ်စည်းတိုက်အနက်တဝက်တိတိပေးပြီးကျေးဇူးဆက်ပါမယ်လို့ကျွန်တော်ကတိပေးပါတယ်ဦးကြီးဦးပန်းယုံကကကျင်တယ်လို့လို့အော်ဟစ်ရှင်တယ်လို့လို့ယူကျင်တယ်လို့လို့ပင်ဖြစ်လို့မြဝမ်းတာလုံးဆိုသွားလေတော့ဤလဲငါးစည်းတိုက်ဆိုတော့ အမလေးမနှဲတာပဲကလားဟုစိတ်တွင်းမှာနှင်းသိမ့်ကြည်နိုးစွာတွေးနေခိုက်ဆန္ဒကုံမာကစကားဆက်လိုက်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာမကြီးမဝင်းမြင့်ရေးတာတော့ဂမုံအင်းလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းခွနဲ့အနေနဲ့စီစဉ်တက်ဆက်ခြင်းကိုဒီမှာတင်ခေတ္တခဏညနာထားခွင့်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မောင်တော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ